ဖရာကမ်းမှာမြတ်စွာဘုရားဆင်းနုတော်နဲ့ဖရာပန်းလွှဲရင်ဂျာနာဘာမှမထားနဲ့သဘောပေါက်ဖရာကမ်းမှာမြတ်စွာဘုရားဆင်းနုတော်နဲ့ဖရာပန်းလွှဲရင်ဂျာနာဘာမှမထားနဲ့ဒါကြောင့်ဆိုတော့အိမ်တအိမ်ကိုဝင်အဲ့ဒီနှစ်နေရာပဲကြည်တယ်အဲ့တော့မြတ်စွာဘုရားတရင်သုံးတဲ့ဖရာကမ်းမှာတကြဟိုပုံနေဒီပုံနေဖရာနဲ့မသက်ဆိုင်တဲ့ပုံနေချိန်ထားတယ်ဆိုရင်တော့ဖရာနေရာကိုလာလူတာပဲဘု து နေရာလာလူတာ ဖះနေရာကိုသူတို့ကလူတာမဟုတ်ဘူးအသုံးမကျတဲ့လူတွေကလူပြီးထားတာအတူမရှိလို့ဖះရတဲ့အတူမရှိလို့ဖះရတဲ့ကိလေသာတွေကုံသွားလို့ဖះရတဲ့တိစရာမှန်သမျှကုံသွားလို့ဖះရတဲ့ဖះနဲ့အတူလည်းမရှိဘူးအတူလည်းမရှိဘူးကိလေသာလည်းကုံသွားပြီးတိစရာလည်းကုံသွားပြီလေအဲ့တော့ဖះလို့ကိလေသာလည်းမกินတိစရာမှန်သမျှအကုန် ရှိသေးတဲ့ပုံကိုယ်တွေပေါ့ဗျာတခြားတခြားပုံတွေဆိုတော့ယောဂီတို့သိပါတယ်ကိလေသာအရှိတယ်သိစရာတွေလည်းသူတို့မှအများကြီးပဲမတူတာကိုသွားတူအောင်ထားတယ်တူလို့မရတာကိုသွားတုတ်ပြီးတော့ဖရာကန်းထဲမှာထားတယ်တချို့အဲ့ဖရာကန်းထဲမှာအရှုပ်ပွားရုပ်တွေမရှိဘူးလားရှိလားဒါကြောင့်အဲ့ဒီအိမ်တွေအဆင်မပြေတာပေါ့ဗျာဒါကြောင့်အဲ့ဒီအိမ်တွေအဆင်မပြေတာကိုကတော့အဆင်ပြေမလားဆိုပြီးတော့ဖရာနဲ့သွားပြီးတံတန်းထဲထားတာလေတခန်းထဲမှာအဲ့ဒီပုံတွေရောက်လာကြတဲ့မပြေလိုက်တဲ့အဆင် ။ဘာလုံးလုံးမှာကိုအစင်မပြေတာ။အစင်ပြေတော့ဟိုပြေးဒီပြေးဖះဘေးဖယ်ထားပြီ။အစင်မပြေရင်ယောဂီတို့ပြေးကျင်ဟာပြေးတာ။မပြေးဘူးလားပြေးလား။ပြေးပါဘူး။ဘိုးတော်စီလည်းပြေးမယ်။ဘေးရင်ဆရာစီလည်းပြေးမယ်။နတ်ကတော်စီလည်းပြေးမယ်။အစင်မပြေရင်ဖះကိုဘေးပယ်ထားတာ။အကုန်ပြေးတော့တာပဲ။အဲ့တော့တချို့ကတော့ပဲပြီးလဲနတ်ကြော်စီပြီးတာပေါ့ပြီးတော့ဟိုကလည်းနတ်ဝင်တီကလည်းပြီးတဲ့အတိုင်းပဲလေ တကယ်သူတော်ကောင်းနတ်ဆိုတာလူတွေနားမှာကတ်လို့ရသလားအဲ့ဒါသဘောပေါက်သူတော်ကောင်းနဲ့ဆိုတာလူတွေနားမှာကတ်လို့မရဘူးအဲတော့ဘုရားရှင်ကိုယ်တော်ကြီးတတ်တော်တရားရှိတော်ကအပေါ်ကနတ်တရားတကောင်းရမလူပြေစင်တာဘာဖြစ်လို့လဲဆိုလူတွေအနတ်ကိုမခံနိုင်လို့လူတွေကကိလေသာအပြည့်နဲ့ဆိုတော့နန်းစော်နေရအနတ်နေရအဲကြောင့်သူတို့ကကိလေသာတွေအိတ်ပြီးတော့လူတွေအနတ်နေတိတ်နေတဲ့ချိန်မှာလူပြေစင်တာအဲ့ဒါသဘောပေါက်ဖို့လိုတယ်ဗျနော်အဲ့တော့ဥစင်းနဲ့တိတဲ့ နတ်ကတော်တယောက်ရှိတယ်နော်အဲ့တော့ဒီလိုဆိုရင်ကွာလို့မင်းတို့နတ်ဝင်ပြီဆိုရင်ဘာလုပ်လဲမလုပ်ဘူးလားလုပ်လားမလုပ်ချင်လဲလုပ်ချင်လဲပတ်စံရလို့လုတ်တာပေါ့ဗျမလုတ်ချင်လုတ်ချင်နဲ့လုတ်တာပေါ့နော်ဝင်သွားပြီဆိုလက်ကလေးကမဟုတ်နေတော့ပဲတကယ်ကြီးပဲဝင်တာလို့လို့တကယ်ကြီးပဲပူးတာလို့လို့အဲ့ဒါလေးလှုပ်ရင်းလှုပ်ရင်းလှုပ်ရင်းနဲ့ကြာပြီကိုရိုကြီးမေးအာဘာဝင်တာဝင်းရံဝင်တာဘူးဗျ တော့ကြုံရဝင်တာဘလို့ဝင်တာတော့ကြုံရဝင်တာအစဉ်ပြေလာယောဂီတို့ဥစဉ်တော့ကအသိဉာဏ်မရှိလို့တွားမေးတာဘာမရှိလို့အသိဉာဏ်မရှိပါဘူးဗျာဒါမျိုးတွေမရှိဘူးလားရှိလားကိုယ့်ဟာကိုယ်စဉ်းစားကိုဉာဏ်နဲ့ကိုယ်စဉ်းစားသူများပါဇက်လမ်းမဆုံနဲ့ပါတဲ့မဟုတ်ဆရာကြီးကပြောတယ်လူဝါကုန်မဖြစ်စေနဲ့ ဝါကွန်းဆိုတာတောင်လေလာရင်မြောက်ပြေးတာတဲ့မြောက်လေလာရင်တောင်ပြေးတာတဲ့ပုရုဇဉ်တဘောအဲ့လိုပဲဟိုလူပြောရင်ဟုံနိုနိုဒီလူပြောရင်ဟုံနိုနိုသူပြောတာကဟုံမာပါဒီလူပြောတာကဟုံမာပါဒီနေ့မဟုတ်မနေ့ပြန်အစဉ်ပြေးမှာပါဒီလမဟုတ်နောက်လအစဉ်ပြေးမှာပါဆိုပြီးတော့ကျုပ်တို့ဆိုတာကအထင်နေနဲ့နေကြတာဟုတ်ဗျအဲ့တော့ဦးစင်းနဲ့တည်တဲ့ကောင်လေးဆိုအဲ့လိုပဲအဲ့လိုဆိုမင်းဘယ်လိုလှုပ်ရှားလဲမလှုပ်ချင်လဲလှုပ်လှုပ်ချင်လဲလှုပ်ဘာလို့လှုပ် ပဆံရလို့လှုပ်ဒါလို့လှုပ်တာပဆံရလို့လှုပ်တာသူတို့ကမေးနေပြီဆိုရင်တပီတော့ပြီးကျင်ပြီတဲ့ဘာဖြစ်လို့လှုပ်ရတာညောင်းလာပြီတဲ့တကယ်ဝင်တာမှမဟုတ်တာလေအဲ့ဒါလေတချို့ကမျက်စိမှိတ်ပြီးတော့အယမ်းယုံနေတာကံကိုပယ်တာဘာကိုပယ်တာကံကိုပယ်တာအကြောင်းကောင်းရင်ကျူတာပါအကြောင်းမကောင်းရင်ကျူတာပါအဲ့တချို့ကတော့ဗေဒင်းဆရာကြီးတွားပြီပေါ့ဗျာကိုနေ့လေးပြော အသက်ကလေးတွေ့ချလိုက်တာဗျာနော်အသက်40 တွက်လိုက်မယ်ရှင်ကားစီ40တုံကြကျင်းမယ်တိုင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 ်ဆိုတော့နံပုံလေးထူလိုက်တာပေါ့ဟောဒီ96081နဲ့ဟာခွန်ထက်မယ်စနေနံကောင်းတယ်ဝင်ထွက်ဝင်ထွက်နာပေပြက်မယ်ဟုတ်နေတာပဲเนาะတွက်ချပလိုက်တာเนาะအဲ့တော့စနေနံနေဝင်နေမယ်တဲ့စနေနံနေဝင်လဲဆိုပြောတော့ဘာဒုတ်တို့ဓာတ်တို့ထီတို့ဖနတ်တို့ထီညာပေါက်မလားဆိုတော့ပေါက်ဘူးတဲ့မကောင်းတဲ့အဆုံးပြက်တွေပဲဝင်မယ်လေ အဲ့ဒါလေယုံကြတာပဲဗျာသွားမေးတာပဲเนาะအဲ့တော့ယောဂီတို့စဉ်းစားကြည့်ပေါ့ဗျာအဲ့တော့အကောင်းလေးပြောလိုက်မကောင်းတာလေးပြောလိုက်မကောင်းတာလေးပြောလိုက်ကောင်းတာလေးပြောလိုက်နဲ့ဒီလိုပဲလှုပ်ရှားနေကြတာလေအသိဉာဏ်မရှိတဲ့လူတွေကခံရတာပေါ့ဘာမရှိတဲ့လူတွေလူသားဆိုတာအသိဉာဏ်မရှိဘူးလားရှိပါဘူးကိုဉဏ်နဲ့ပိုင်ချရင်အမှားမှမသိဘူးလားရှိပါဘူးဝိဇ္ဇာဖုံးရင်မမြင်တော့ဘူးတဲ့ဝိဇ္ဇာဖုံးရင်မမြင်တော့ဘူးအဲ့ဒါသဘောပေါက်ဖို့လိုတယ်ဗျာ နော်အဲ့တော့တွက်လိုက်တော့ပေါ့ခမရမကောင်းဘူးနော်အဲတနင်္ဂနွေနံအောက်မှာရောက်တယ်စနေနားထက်မှာရောက်တယ်အဆင်မပြေဘူးအဲ့ဒါလို့ဆိုရင်အဲအိမ်ရဲ့ရဟုတောင်းမှာစနေနားပစ္စည်းတွေရှိတယ်အဲ့ဒါတွေကိုဖယ်ပေးလိုက်အဲ့တော့ယောဂီတို့သိတဲ့အတိုင်းပဲနော်အိမ်တိုင်းအိမ်တိုင်းမှာဖဏတ်မရှိဘူးလားဖဏတ်ကဘာနံတော့စနေနံပေါ်အဲ့တော့အိမ်ရောက်လို့ကြည်လို့ဟုတ်သားပဲဖဏတ်တွေဒီနေ့စုပုံချွတ်ထားတာ ဲ့ဒါလေးကိုနေရာရွှေ့လိုက်ဆိုတော့ရွှေ့လိုက်တာပေါ့ဗျာအဲ့တော့ဖဏမစည်းတဲ့အញ្ញံရှိသလားမရှိဘူးနောက်ကြံသေးတယ်ခင်ဗျာတခုကြောင့်အစင်မပြေတာခင်ဗျာအိမ်ထဲမှာရှာကြည့်လိုက်တန်တိုတန်စားတွေတွေးလိုက်မယ်အဲ့ဒါလေးဖယ်ပြစ်လိုက်တဲ့တန်ကင်းပြီးစောက်ထားတဲ့အိမ်ဘယ်နဲ့အိမ်ရှိတုံးတအိမ်မှာမရှိဘူးအဲ့ဒါပဲယောဂီတို့ကိုဉာဏ်နဲ့ကိုစဉ်းစားမသိရင်လမ်းမလိုက်တတ်တယ်မသိရင်လမ်းမ အဲကြောင့်ဦးဇင်းတော်အိမ်တိမ်ကိုဝင်သွားပြီဆိုရင်နံပါတ်1ဖရာကန်းကြည်တယ်ဖရာကန်းထဲမှာဖရာဆွနေတော့နဲ့ဖရာပန်းလွှင်ဂျာနာဘာမှမရှိစေနဲ့နောက်တစ်ခုအေကန်းအေကန်းဟာတန့်ရှင်းနေရမယ်ခုံလေးတွေတက်တက်ရရဖြစ်နေရမယ်ဧည့်သည်တောင်းတယ်လားမဟာနေပါအောင်နေပါအောင်ဆိုအဆင်မပြေဘူးဒါဦးဇင်းတော်ကကိုရီတွေဂျုံတာအရှင်ဘုရားအဲဒီလိုလိုအိမ်လေးကြွပေးပါအောင်ဘုရားဆို ဒဂမကြီးတောက်ကပင်လို့ကြွသွားရောအိမ်ထဲလည်းဝင်လိုက်ရောအရှင်ဘုရားရပ်ပအောင်ဖေးရတဲ့ဘာပါလိတ်ဆိုကလထိုင်နေပေါ်တင်ထားတဲ့အထုပ်တွေရောအရှုပ်တွေရောအများကြီးအဲ့ကြမှာကလထိုင်ဘွားဟိုအထုပ်တွေဆွဲကြဒီတုတ်တွေကြောင့်ဖုံနေခါအခင်တည်းကမတ်တက်ကြီးရဆောင်နေရအစင်တင်မဖြစ်တာပေါ့ဘာမဖြစ်တာညစ်ပတ်နေတာအဲကြောင့်အိမ်တိမ်မှာအေကန်းနဲ့ဖေးရကန်းဖေးရကန်းနဲ့အေကန်းဒီနှစ်ခုတန့်ရှင်အဲ့ဒီအိမ်ဟာမင်္ဂလာရှိတယ်တဲ့မင်္ဂလာရှိတော့ကုသိုလ်တိုးတာပေါ့ ကုသိုလ်တိုးတဲ့အိမ်ကြီးပွားတာပေါ့ဘုရားကနဲ့ဧကန်ရှုပ်ပွားပြီးဘယုတ်တုကဖြစ်နေတယ်ဆိုရင်ဒီအိမ်ကမင်္ဂလာရှိမလားမရှိပါဘူးမင်္ဂလာမရှိရင်ကုသိုလ်တိုးမလားတိုးပါဘူးကုသိုလ်မှမတိုးရင်ကြီးပွားပါမလားမရှိပါဘူးအဲ့ဒါပြီးဖို့လိုတယ်ဗျနော်အဲဒါကြောင့်ဒါနာအလှလှုပ်ရတာလွယ်သလားမရှိပါဘူးမလွယ်ဘူးမသိရင်မလှတတ်ဘူးလို့ပြောတာဘုရားဆွတ်တော်ကတည်းကဘုရားတည်တိကတတော်မှအစင်မပြေအောင်ရှောက်လှုပ်တာအလုံးကြီးလိုက်ကတဲ့အဖီးလိုက်ကတဲ့အုံသီး အစောအလုံးကြီးလိုက်တင်တာနော်ငပြောပြီး၃ပြီးနဲ့အုံသီးအပေါ်မှာတင်တချို့ကငပြောပြီး၅ပြီးနဲ့အုံသီးအပေါ်မှာတင်တချို့က၃ပြီးနဲ့တင်တယ်တချို့က၅ပြီးနဲ့တင်တယ်ဆိုဆိုယောဂီတို့မေးကျင်တယ်၃ပြီးနဲ့၅ပြီးနဲ့ဘာပူစွန်၃ပြီးနဲ့၅ပြီးနဲ့ဘာပူစွန်လဲ၅ပြီးကပူစွန်တယ်ပေါင်းလို့ဆိုသူက၂ပြီးပူတော့ပူလေးတာ၂ပြီးပူတော့မလေးဦးလားလေးလား ไอ้2ปีอสวนปูราเว3ปีอ่ะมาราเนเนตัดตาเร5ปีဆိုတော့เอ๊ะเอ๊ะเนี่ยมาราလေအဲ့တော့5ปีอ่ะปูซ้วนเนี่ยกုံชောက်ลงနေจ๋าเนาะအဲ့တော့ဘုရားကမှလည်းငပြောပြီးနေအုံးသီးနေတင်ထားတယ်ကြည့်ရတာအစင်းကိုမပြေအစင်ပြေလားအစင်ပြေမဲ့ထင်ပြီးလုံနေจ๋าတာအစင်မပြေဘူးအဲ့ဒါလို့လုံလीဘိုးအစင်မပြေလीပဲတဘောပေါက်ပြီလား မားနေရင်ပြင်ကြမားနေရင်ပြင်ပါဘုရားတို့တရားဟောတယ်ဆိုတာအမားပြင်ပေးတာအမှန်လန်းပေါ်တင်ပေးတာတချို့ကလည်းအဲ့ဒီအမားကြီးကိုပဲဇွတ်မိတ်ပြီးဆွဲထားတာဘလို့ဘူးဒီဖုန်းကြီးတွေဟောလာရင်ဓာကြည့်ပဲဘလို့ဘူးသူတို့ဟိုတပတ်တက်ဟောလဲဓာကြည့်ပဲဘလို့ဘူးအစွဲမြန်သိပ်ကြီးတာဒီကဏိတီဘာမှဆွဲတရားမရှိကိုယ့်အရာကိုဆွဲထားတာအဲ့လိုလူမျိုးတွေကဒီကဏိကြဘာမှဆွဲတရားမရှိတော့ဘူးလေ အဲ့တော့ကိုယ်အိယာလေးကိုဆုပ်ပြီးတော့ဆွဲထားတာအဲ့ဒါလောက်ကြီးအစွဲပြင်းတာတည်ခြင်းကောင်းလားတည်ခြင်းဆိုးလားတည်ခြင်းဆိုးပါဘူးအဲ့ဒါပဲမတည်ခင်တည်ခြင်းဆိုးတည်မဲ့အကြောင်းတွေလုံနေတော့တေဂာနိကြတည်ခြင်းဆိုးတည်တာဗောကိုကိုကိုပြင်ရမှာဘယ်သူကိုဘယ်သူပြင်ရမှာကိုကိုပြင်ရမှာပါဘူးအတော့လှူတာလွယ်သလားမလူတတ်ရင်ကြောက်တော့ဖြစ်ကုန်တာဟိုရောက်ဒီရောက်ထင်းရလျှောက်လို့တာမသိတာကအဝိဇ္ဇာထင်းရလို့တာက သင်္ခါရ မသိတာကအဝိဇ္ဇာထင်ရလို့တာကအဝိဇ္ဇာပစ္စယသင်္ခါရအကျိုးတရားလားအကြောင်းတရားလားအကြောင်းတရားချမ်းသာကြောင်းလားဆင်းရဲကြောင်းလားဆင်းရဲကြောင်းယောဂီတို့သိချာမှမသိဘဲနဲ့ထင်ရလို့တာဆင်းရဲကြောင်းမသိဘဲနဲ့ထင်ရလို့တာယောဂီတို့ကချမ်းသာကြိုရမယ်ထင်ပြီးလုံနေတာ လုံနေတာကဆင်းရဲကြောင်းဆိုတော့ဘာကြိုးရမှာတော့ဆင်းရဲကြိုးရမှာပေါ့